aku ရှိရှိတုန်းကအလင်းတန်းကြီးတစ်ခုပေါ်ထွန်းလာပြီးကဘာကြီးကိုဖန်ဆင်းခဲ့ပါတယ်။အဲကဘာကြီးမှာတက်ရှိတွေပေါ်များလာပြီးဖွံ့ဖြိုးတိုးတက်လာပါတယ်။ဒါပေမဲ့အလင်းရောက်နေပြည့်နှက်နေတဲ့ကဘာကြီးမှာမိုက်မဲတဲ့လူသားတွေကအလင်းနဲ့မဟုတ်ပဲအမောင်ကဘာလိုချင်တက်မှတ်လာခဲ့ပါတယ်။သူတို့ရဲ့ဆန္ဒအတိုင်းအမောင်ကပေါ်ပေါက်လာပြီးအခုကဒီကဘာမှာအမောင်စတင်ပေါ်ပေါက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။ဇိုလာတို့နှစ်ယောက်ဟာသူတို့ရှာနေတဲ့နေရာကိုရောက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းအမောင်အဖွဲ့စည်းရဲ့ခေါင်းဆောင်နေနီကကဘာကြီးကိုသူ့အပိုင်ဖြစ်အောင်လုပ်ဖို့ကြံနေပါတယ်။တော်တဲ့တနေရာမှာကလူကရှူကိုရွာတဲ့ Night Master တွေလာတော့မဲ့အကြောင်းပြပြလို့စိတ်လို ရှာနေပါတယ်။ Night Master ဆိုတာစီးတင်ညာမှာကျွမ်းကျင်တက်မြောက်နေတဲ့ဓာတုရဲကောင်းတွေဖြစ်ပြီးဆော်လဲကြည့်တယ်လို့ကဘာဘတ်သွားလာနေတဲ့အကြောင်းရှုကသူ့ရင်ပြည့်ချင်နေတဲ့ Night Master တွေကိုရှာပြီးဆရာတင်မှုရွာတဲ့အမြတ်ပြေးသွားပါတယ်။ရှုကရွာတဲ့ဓာတ်ကင်ထားတဲ့ကောင်းတွေမှန်သမျှကိုတုံးလဲလိုက်ရပါတယ်။ Telegram မှာဝေကြီးရှောက်ခုံလို့ရိုက်ရှာပြီးအိမ်ကြီးကမြန်မာကိုရီးယားရှိုင်းနာဆက်ကများအပြင်ထိုင်းကားတွေကိုလည်းတနင်္လာနေ့မှာစုံလင်စာကြည့်ရှုနိုင်ပါပြီ။ ဘာလို့ဆိုနိုင်မစတာသာမင်းရှောင်းနိုင်မယ်လို့ယုံကြည်တာပြီးရှောင်းနိုင်တဲ့သူကိုဆေးရတင်มาဖြစ်ပါတယ်။ရှာနေဂျီရိုကိုတွေ့ပြီးဂျီရိုကိုသူရှာနေတဲ့သူမဟုတ်ဘူးဆိုပြီးလှည့်ပြန်သွားချင်းဂျီရိုကသူ့ကိုခေါ်ပြီးအဖမ်းမလုပ်တော့လို့အရင်ဆိုင်ကောင်လို့ပြောလိုက်တာကြောင့်နှစ်ကောင်သားကိုက်နေကြပါတယ်။ချူကဂျီရိုကိုအားနည်းတဲ့ကောင်လို့ပြောလိုက်တာကြောင့်ဂျီရိုလည်းသူကအားနည်းကြောင်တက်တည်ပြဖို့သူ့အရေးထဲကနေအရာတစ်ခုကိုထုတ်ကန်ပြီးဆိုလာကဝင်တာလိုက်ပါတယ်။ချူကဆိုလာကိုတွေ့လိုက်ချင်းဒုံနဲ့ဝင်ရိုက်ပြန်မယ်။ဆိုလာကဖြည့်ရှင်းနိုင်လိုက်လို့သူ့ကိုတပည့်အဖြစ်လက်ခံပေးဖို့ဆိုလာကိုပြောလိုက်ပါတယ်။ဒါမှမဟုတ်ဆိုလာကညင်လိုက်ပါတယ်။ နိုင်မာစတာဖြစ်လာဖို့အင်အားကြီးအောင်လည်းမလုံတော့တယ်လို့စိတ်ဓာတ်ပြောင်းရရင်လည်းမဖြစ်နိုင်ကြအောင်ပြပြပြီးသူမကရှူဖို့မင်းစွာရတဲ့အခါဘာလို့မလဲလို့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။အမေကိုရင်အဖြေကိုမဖြစ်နိုင်ရင်နင်းရဲ့ခရီးလမ်းကိုလည်းဘယ်တော့မှမဆနိုင်ဘူးလို့လည်းပြောခဲ့ပါတယ်။ဒီလိုနဲ့ဇိုလာတို့ထွက်သွားကြပြီးတစ်ဖက်မှာလည်းနီနီရဲ့အမောင်စစ်သားတွေကကဘာကြီးကိုတင်ပိုက်ဖို့ထွက်ခွာလာကြပါတယ်။ဇိုလာတို့ဟာရွာအစွန်ပြားမှာရှိတဲ့အနီးနားကအပြက်အစည်းတွေကိုစုံစမ်းခဲ့ကြပါတယ်။ရှူတို့ရဲ့ရွာကိုလည်းကဘာတစ်ခုလုံးကိုတင်ပိုက်ဖို့စိတ်ပိုင်းပြတ်ထားတဲ့အာနာယူအပွက်တစ်ဖက်ဖြစ်တဲ့ငဟာနိုင်ငံတော်ကတိုက်ခိုက်နေပါတယ်။သူတို့ကခလေးတွေကိုဖမ်း င်းဝတ်သွားပြီးရှုကလည်းဆိုလာရိုးကိုသူ့ရောက်ကိုကဲဖို့အကူအညီတောင်းဆိုခဲ့ပေမဲ့အငင်းခံလိုက်ရပါတယ်။အဲအားကြောင့်ရှုကကျူးကျော်သူတွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အင်အားမများတာကြောင့်အတီးခံနေရတော့ဆိုလာရိုးရောက်လာပြီးလာခဲ့ပါတယ်။ ဘိုးချုပ်ကလည်းဇိုရာတို့ကိုရှင်းပြဖို့အရေးစွမ်းအားကိုတုံလိုက်ပါဇိုရာကလည်းသူ့ရဲ့အရေးတက်ပြတ်သူလင်းတို့ကိုထုတ်ပြီးတက်ဆက်ထဲနဲ့အမောက်တိတ်ပေးလိုက်ပါသူတို့နှစ်ယောက်ရဲ့တက်ခိုက်မှုကြောင့်ကြောက်တုံးတွေကရွာသားတွေအပေါ်ပြိုကျလာပါသူကလည်းရွာသားတွေကိုအပြေးသွားခဲ့ပြီးစွမ်းအားတွေရှိလာရင်ဘာလို့မှလည်းဆိုတဲ့ဇိုရာရဲ့မိကိုကိုဖြေနိုင်သွားပြီးအဲ့ဒါကတော့လူတိုင်းကိုကောက်ွက်ကျင်တာပဲဆိုတဲ့စိတ်နဲ့အတူအပြာရောင်နှကားရဲ့စွမ်းအားတွေကရှူရဲခိုးတွေကထွက်လာခဲ့ပါ အဲ့ဒီဆွမ်းကလည်းရှူးဟာရွာသားတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။ဗိုလ်ချုပ်ကသူ့ရဲ့အရေးနဲ့ရှူးဖို့ဖန်ကန်းလိုက်ပေမဲ့နဂါးကတစ်ချက်တည်းတီးပစ်လိုက်လို့စစ်မုံတုံးသွားပါတယ်။နောက်တော့အပြာရောနဂါးကဆက်ရံဝင်သွားပြီးညင်ညင်သမျှကိုဖျက်ဆီးနေသွားတယ်။ဒီတိုင်းသာဆက်သွားနေရင်ရှူးကအရေးရဲ့ဝါမြူခြင်းခံရတော့မှမို့နဂါးကိုထိန်းချုပ်ဖို့ဂျီရိုကသူ့ရဲ့အရေးငွားကြီးကိုထုတ်ပြီးထိန်းချုပ်ဖို့လုပ်ပါတယ်။နှကောင်သားအားတိုင်နေကြပြီးနဂါးကအသာစီးရနေလို့ဂျီရိုကသူ့နားကိုဆွမ်းအားထက်ထက်ပေးလိုက်ရပါတယ်။အဲဒီအချိန်မှာပဲဆိုတာကရှူးကိုမင်းအောင်ရိုက်လိုက်လို့နဂါးလည်းပျောက်ကွယ်သွားပါတယ်။ပြန်လို့လာတော့ရှူးကအပြာရောနဂါးအကြောင်းမင်းနေရကြောင်းဆိုလာလေ 得大家知道，佢把烏鰡啊裝進入嚟。